ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေဆိုတော့ညကတော့ Champions League ပွဲစဉ်၃အဖြစ်ကိုစီရှင်ပြိုင်သွားကြတဲ့အသင်းတွေအများကြီးကျွန်တော်ရှိတယ်ပေါ့နော်ဒီညမှာတော့မထင်မှတ်တာတွေကျွန်တော်အများကြီးဖြစ်ခဲ့ပြီးတော့ပွဲစဉ်ရလက်တွေကလည်းတော်တော်ကို crazy ဖြစ်စရာရလက်တွေမထင်မှတ်တဲ့ဘူးရလက်တွေကိုကျွန်တော်မြင်ခဲ့ရတယ်ဆိုပထမဆုံးစောစောစီးကန်တဲ့ဘာစီလိုနာတို့ပွဲမှာကိုပဲ6-9တကူဆိုတဲ့ရလက်နဲ့ဘာစီလိုနာကကျွန်တော်ဒါအနိုင်ရတယ်ပထမပိုင်းမှာကိုပဲကျွန်တော်ဖာမင်းလိုဘက်စ်က နှစ်ကိုအတွင်းပြီးတော့အဲ့ဒီနှစ်ကိုနဲ့သူတို့ကဥဆောင်နေတာဗောနော်သူတို့အဲ့ဒီနှစ်ကိုနဲ့ကျွန်တော်ကဥဆောင်နေရင်းနဲ့အိုလံပီယာကိုစီရဲ့ဘက်ကတော့ကျွန်တော်က58မိနစ်မှာဒီအနီကက်ထိတယ်ဗောနော်အနီကက်ထိပြီးတဲ့နောက်ပိုင်းမှာတောက်လျှောက်ဆိုသူတို့ဘာစီလိုနာရဲ့ဘက်ကဂိုးတွေတွင်းတော့မာကက်စရက်ရှူကနှစ်ဂိုးသွင်းနေဖာမင်လိုဘက်ကလည်းပထမပိုင်းနှစ်ဂိုးသွင်းထားပြီးတဲ့နောက်မှာကိုပဲထက်သွင်းနေတဲ့ဟက်ထရစ်ကျွန်တော်ရတယ်။ရာမဲကလည်း68မိနစ်မှာပင်နေတီသွင်းနေတဲ့ လိုအပ်နေတဲ့သူ့အတွက်လိုအပ်နေတဲ့ဂိုးကိုဒါဖန်တီးနိုင်ခဲ့တယ်ဗောနော်သူကိုယ်တိုင်ဆိုတော့6ဂိုးတခုဆိုတော့ကြာနေတဲ့ဘာစီလိုနာကကျွန်တော်နိုင်တယ်ဘာစီအတွက်တော့တချို့ကစားမတွေမပါနိုင်သေးဘူးသူတို့လည်းပဲပြိုင်ဘက်ကတယောက်ယော့သွားတာအပြင်တယောက်မယော့ခင်မှာလေသူတို့ကအပြတ်အသက်ပုံစံမျိုးကစားပြနေရင်လည်းလုတ်ပြသွားတာဆိုတော့ဘာစီလိုနာအနေနဲ့လက်ရှိ3ပွဲကစားပြီးတဲ့အချိန်မှာ2ပွဲနိုင်ထားတယ်တိုက်စစ်က9ခုရပြီးတော့ခန်းစစ်က4ခုပဲပြီးရသေးတယ် ဒါကိုကျွန်တော်ကြည့်ရင်ဘိုင်ဆီလိုနာနေနဲ့သူရဲ့ပုံစံကောင်းနေဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်စေလို့ကျွန်တော်ပြောရမယ်။အဒီပွဲကတော့ပရိသတ်တွေအတွေ့တိတ်ပြီးတော့ဟိုအံ့အားသင့်စရာကောင်းတဲ့နေရာမှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘာကြောင့်လဲဆိုတော့ဘာစီကွင်းမှာဘာစီနဲ့အိုလံပီယာကူးစ်တို့ကစားတဲ့ဆိုကြတဲ့ကဘာစီအတွက်နိုင်ပွဲကတော့ယူနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားမိပါတယ်။ဒါပေမဲ့6-9ကြီးတော့တွင်းတဲ့ပုံစံမျိုးမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်မှားခဲ့တာတော့အမှန်ပဲပေါ့နော်။အဲ့ဒါပြီးနောက်ထပ်ကျွန်တော်တို့ဒီအဲ့ဒီပွဲမှာလည်းအနီကက်တီရယ်နော်။ အဲ့တော့ဒီနောက်ထပ်ကျွန်တော်ရှင်းမင်းကစားတဲ့ဒီဗာလေဒီ current net power force 2ပွဲမှာလည်းပဲဂူမရှိတည်ကြတယ်အဲ့ဒီပွဲမှာလည်းကျွန်တော်တို့အနေနဲ့ဒီဗာလေဒီအနီကထိပြန်တယ်အဲ့ဒါပြီးတော့ကျွန်တော် Newcastle က Benfica ကို3ဂိုးဂူမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါအနိုင်ရတယ်အန်တိုနီကိုရန်တို့ဂိုးတွေတွင်းနေနောက်ထပ်တောင်ပန်းကစားမတယောက်ဖြစ်တဲ့ Harvey Barnes က2ဂိုးတွင်းနေတဲ့ ၃9ပြည့်နိုင်တာပေါ့လေဆိုတော့ဖီမော်ရဲ့ကျွန်တော်တို့အနေနဲ့ဘင်ဘီကအတင်းကတော့ချန်ပီယံစ်လိဂ်လာကစားတဲ့ပွဲဒီမှာတော်တော်တိုင်ပတ်နေပါတယ်သူတို့မြင်ချယ်ဆီကွင်းမှာကစားတော့ငါလေသူတို့ရှုံးနေထားသလိုလက်ရှိနျူကာဆယ်ကိုရှုံးနေခဲ့တဲ့ပွဲမှာလည်းဘာမှတိတ်ထူးထူးခြားခြားမလုပ်နိုင်ဘင်းတွေကိုသူတို့ရှုံးနေခဲ့တာကာဆယ်အတွက်ကတော့ဒါမတိုင်ခင်မှာသူတို့တွေဘာစီလိုနာကိုသူတို့ရှုံးထားတယ်အဲ့ဒါလည်းပြီးရော တို့ဒီဂျာမနီပါလေ sorry ဘယ်ဂျီယံမြန်မာသွားကစားတဲ့ပွဲမှာတို့နိုင်ရင်းနဲ့ဒီပွဲမှာလည်းဆက်ပြီးတော့ကျွန်တော်ကအနိုင်ရတာပေါ့လေဆိုတော့နျူကာဆယ်အတွက်နဲ့ဒါအက်ဒီဟောက်အတွက်တော့ချန်ပီယံစ်လိမှာကောင်းနေတာတွေချန်ပီယံစ်လိမှာရလက်ကောင်းနေယူပြထားတာတွေကဝမ်းသာစရာပါတို့အတွက်တို့တကယ်ကောင်းတဲ့အရာပါဒါပေမဲ့လို့ပြဿနာကတို့ပရီးမီးယားလိမှာယုံကင်နေရတယ်ဒီကရဲဝီကန်ကလည်းသူတို့ပါငကူတကူဆိုတဲ့ရလနဲ့သူတို့ဒီရှုံးခဲ့တဲ့ Brighton ကိုအဲ့ဒီရှုံးနေအပီမှာဒီပွဲကသူတို့အတွက် turn around ဖြစ်မဲ့ပွဲမျိုးဖြစ်ရမှာဒီပွဲနိုင်ပွဲရဖို့ကြိုးပမ်းမှာ ြစ်တဲ့နိုင်ပွဲကိုရသွားတယ်အဲ့ဒါကြောင့်လည်းတော့ဒီမှာဆိုလို့ရှိရင်ညူကာဆယ်နီနဲ့ပေါ့နော်ဒီပွဲကလည်း၃ဂိုးပြက်နဲ့အနိုင်ရခဲ့ပြီးတော့ပရီးမီးယားလိမ်မှာတိုင်ပတ်နေတာတွေကိုပြန်ပြီးတော့ဒါအလှည့်ပြောင်းလှုပ်ထားနိုင်တယ်လို့ကျွန်တော်ဆိုရမှာပေါ့လေနောက်ထပ်တစ်ပွဲက PSV နဲ့နာပိုလီတို့ပွဲပဲဒီပွဲမှာ6ဝန်း2ဂိုးဆိုတဲ့ရလနဲ့ PSV ကအနိုင်ရတယ်တော်တော်ကိုယူနှံ့စရာပွဲပါတော်တော်ကိုယူနှံ့စရာပွဲပါဘာကြောင့်လဲဆိုတော့ အနီကကပေါ့နော်ကျွန်တော်တို့အနီနဲ့အပြောင်းလဲတွေကျွန်တော်နေတော်တော်ကြီးကိုကျွန်တော်ဖြစ်သွားတာသို့တော်လည်းပဲအဲ့ဒီမတိုင်ခင်ကလေးကနေပြီးတော့အင်ရှင်ဖြစ်တဲ့ PSV ကတော်တော်ကိုကောင်းတဲ့အနေထားတွေကျွန်တော်လုတ်ပြထားနေတာဒီပရမသုံးအနေနဲ့ကျွန်တော်တားပါတော့ဗျာဒီဥဆောင်ကူကတော့ Scott McTominay ကကျွန်တော်တွင်းတယ်တိုမီနီယာဒီဘက်2ကိုတွင်းတယ်နော်တိုမီနီယာကကျွန်တော်တကူတွင်းပြီးတော့ဒါအုံကူနဲ့ကျွန်တော် PSV ရဲ့ဘက်ကချီပါကူပြန်ရတယ်ဒါအပြင်ကျွန်တော်တို့ဒါဒီ Ismail 38မိနစ်မှာပြန်ပြီးတော့ထပ်ဒီဂိုးတွေကျွန်တော်တွင်းတယ် เนาะပြီးတာနဲ့ကျွန်တော်ဘယ်တော့54မိနစ်မှာကျွန်တော်ဂိုးတွေသွင်းနေဆိုတော့အဲ့ဒီမတိုင်ခင်အနီးကပ်တွေဘာတွေမတိုင်ခင်ကလေးက PSV ပေါ့နော်အင်ရှင်တင်းကတော့အချိန်ကြီးကောင်းနေရင်းနဲ့86မိနစ်မှာလော်ရန်ဆိုလူကာကကျွန်တော်အနီးကပ်တွေဘာတွေကျွန်တော်ထိသွားတော့ပူဆူးသွားတာကျွန်တော်ပေါ့နော်89မိနစ်မှာဂိုးသွင်းနေမိနစ်80မှာဂိုးသွင်းနေ89မိနစ်မှာဂိုးသွင်းနေကြားထဲမှာလည်းနာပိုလီက86မိနစ်မှာဂိုးထက်သွင်းနေဒီကြားထဲမှာကိုပဲ10မိနစ်အတောအတွင်းမှာကိုပဲအများကြီးဖြစ်ပြသွားတာဗျာ အဲ့လိုဖြစ်ဖြစ်သွားရင်ね PSV ရဲ့ဘက်က6929ဆိုတဲ့ရလနဲ့ကိုပဲအနိုင်ယူပြသွားတာဆိုတော့အနီကမထီကင်ကလေးကပူကောင်းတဲ့ performance တွေရလတွေရအောင်လုပ်ပြထားတယ် PSV ရဲ့ဘက်ကအနီကထီသွားတော့ပူတော့မှသူတို့အတွက်အချိန်ကြီးကောင်းသွားရင်ねသူတို့အဆင်ပြေသွားတာဆိုတော့နာပူလီအတွက်တော့မနိုင်ပြောရင်လက်ရှိအဆင်မပြေဘူးဗောနော်ဘာကြောင့်လဲဆိုတော့သူတို့ဒီမတိုင်ခင်ကစားတဲ့ Manchester City နဲ့ပွဲမှာလည်းအနီကထီပြီးတော့သူတို့ရှုံးထားတာအခုလက်ရှိဒီပွဲမှာလည်းအနီကထီပြီးတော့ထွက်ပြီးတော့ကျွန်တော်ရှုံးနေတယ် ဆိုနာပိုလီကတပွဲပဲနိုင်ထားပါသေးတယ်ချန်ပီယံစ်လိမှာသူတို့တွေလက်ရှိ CD မှာတော့အဆင်ပြေနေတယ်ကောင်းနေတယ်ဆိုပေမဲ့လို့ဘောနော်ချန်ပီယံစ်လိမှာသူတို့ထင်တယ်လို့ဖြစ်မနေသေးဘူးဒါတွေကိုကျွန်တော်တို့အနေနဲ့ဘောနော်ဘလို့တုံ့ပြန်မလဲနီးပြအန်တိုနီယိုဂွန်ဒီကျွန်တော်တို့စောင့်ကြည့်ရမယ်တေချာတာတစ်ခုကတော့6ခု9ခုဆိုတဲ့ရလကဒီပွဲမှာကျွန်တော်တို့လုံးဝမျှော်လင့်မထားမယ့်အနေအထားမျိုးပါအဲ့ဒါလိုပဲနောက်ထပ်ကျွန်တော်တို့အနေနဲ့ဘောနော် နောက်ထပ် crazy ဖြစ်စရာရလတစ်ခုကျွန်တော်တို့လေဘကူစင်နဲ့ဒီဘာလဲ PSG တို့ကြားထဲမှာပေါ်လာပြန်သေးတယ်အဲ့ဒါကတော့ 27ဆိုတဲ့ရလနဲ့ PSG ရဲ့ဘက်ကအနိုင်ရတာဆိုတော့လီဗာပူးစင်ဘက်မှာတော့ဒါ Alex Garcia ကဗောနော်ကျွန်တော်ဒီ38မိနစ်မှာတကူပီနယ်တီကူးနေပြီး54မိနစ်မှာတကူနဲ့နှစ်ကူးရတယ်ဗောလေဒါပေမဲ့လို့ PSG ရဲ့ဘက်ကနောက်ခံကစားမဖြစ်တဲ့ William Pacho ရဲ့9မိနစ်ကဂိုးနဲ့ဥဆောင်ကိုရတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကဒူဝေးက2ဂိုးသွင်းနေ41မိနစ်နဲ့45မိနစ်အချိန်ပိုတွေမှာပြီးလည်းပြီးရောကဗာရာတို့ပေါ့ကျွန်တော်ဂိုးတွေပါလိမ့်တဲ့သွင်းနေမနူမန်ဒက်အများကြီးပဲဗျာ။ဒါအပြင်ပူဆိုးတာကဘာလဲဆိုတော့ ဒီကောင်လေးကနှစ်နှစ်သင်းစလုံးအနီကထိတာဗောနနှစ်သင်းစလုံးကျွန်တော်တို့အနီကထိတာ33မိနစ်မှာကျွန်တော်တို့ဒီဂျာမနီကွင်းရဲ့ကစားမဖြစ်တဲ့ Robert Andrich ကအနီကထိပြီးတော့ဟိုဘယ်လိုပြောမလဲ PSG ဘက်ကကျွန်တော်လေဘုံမောက်ကနေခေါ်ရတယ်နောက်ခံကစားမဖြစ်တဲ့ဇာဗန်ကြီးကကျွန်တော်38မိနစ်မှာအနီကထိရယ်အနီကထိရင်းနဲ့နှစ်သင်းစလုံးတစ်ယောက်စီရော့သွားကြတယ်ဗောနဒါပေမဲ့လို့ PSG ရဲ့ဘက်ကအားလုံးနဲ့တည်တဲ့အတိုင်းပူကောင်းတဲ့အတင်ပူပြီးတော့ quality ကောင်းတဲ့ကစားမတွေရှိတဲ့အတင်ဒီပွဲမှာ ူပေါင်းတဲ့တာ၈ကြိမ်ရှိတယ်ဗျခုနှလုံး၉ရတယ်ဘူပေါင်းကွန်တီမူ22ကြိမ်တိရှိတယ်ဒါ10ရောက်10ရောက်ကစားသွားတဲ့ပွဲပဲဆိုတော့ BG ကတော့လည်းရှိ3ပွဲသလုံးနိုင်ပြီးတော့ဗောနော်ဒါဒီကိုမတ်နဲ့သူတို့တွေဥဆောင်နေတယ်တိုက်စစ်က73 9ရပြီးတော့ခန်းစစ်က3 9ပဲပြီးထားရပါသေးတယ်ဒါတော်တော်ကိုကောင်းတဲ့ခန်းစစ်တိုက်စစ်ကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်။ဆိုတော့အနီကက်တွေပလူပြန်ခဲ့တဲ့ပွဲပေါ့လေ။နော်ဆိုတော့ရှစ်ပွဲတယောက်တနီစီတဲသိန်းတနီစီထိထားတာ။ဒါပြင်ဂိုးတွေကလည်း27ဆိုတော့တော်တော်ကိုယူနေတဲ့ performance မျိုးရလတ်မျိုးပါ။ ကျွန်တော်ဒီလိုရလက်ဒီထွက်ပေါ်လာလိမ့်မယ်လို့ထင်မထားဘူးပေါ့နော်အဲနောက်ထပ်ကျွန်တော်အင်တာမီလန်ကလည်းအဝေးဝင်းမှာ Union Saints ကိုကျွန်တော်ဒါလေးဂိုကွန်မရှင်ဆိုတဲ့ရလက်နဲ့ကျွန်တော်နိုင်တယ်၃ဘွဲ့မှာသူတို့လည်းပဲ၃၃ဘွဲ့ထိနိုင်ထားတာတခုရှိတာကတော့ Inter Milan ဟာဒီ၃ဘွဲ့မှာတကူမှမပြရသေးပါဘူးလက်ရှိ Champions League ဒီမှာဆိုလို့ရှင်ဂိုးမပြရသေးတာဆိုလို့ Arsenal နဲ့ Inter Milan ပဲကျွန်တော်ရှိတယ်နော် entire ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါ၄ခုပေါ့နော်သူတို့တွေရတယ်မာတီနက်စ်တို့ဘောက်တွေကျွန်တော်ဂိုးတွေသွင်းတယ်ဒီပွဲကတော့ကျွန်တော်တို့အားလုံး ဒါအင်တာမီလန်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပြီးသား၄ဂိုးကတကယ်တမ်းပြောကျွန်တော်ထင်မထားဘူးပါအင်တာကအဝေးအဝေးမှာဆိုလို့ချင်း၉ပြက်တွေပါတယ်သူကနိုင်ရလိမ့်မရှိဘူးပဲသိလားနော်သူတို့အိမ်ဝင်းဆိုလို့ချင်းတော့โอเคဟုတ်တယ်ဒါပေမဲ့အဝေးဝင်းတွေပါတယ်မှာဆိုအဲ့လောက်ကြီးဒီအနိုင်ရလိမ့်ကျွန်တော်မရှိဘူးဒါပေမဲ့ဒီဘွဲမှာ၄ဂိုးပြက်ဆိုတာကတကယ်တမ်းပြောကျွန်တော်အန်အော်တွေလို့ကျွန်တော်ပြောလို့ရတယ်ဒါပြင်ဒေါမွန်နဲ့ကိုပင်ရေကင်ဘွဲမှာလည်းဒေါမွန်ကအဝေးကွင်းမှာ၂ဂိုး၄ဂိုးဆိုတော့ကျွန်တော်ရလဲနဲ့ကျွန်တော်နိုင်တယ်ဒါဒိမ့်မဲ့မြီမှာသွားကစားရတယ်ဒေါမွန်အတွက်တော့အဆင်ပြေခဲ့တယ်ပေါ့လေပြီးခဲ့တဲ့ weekend မှာ Bayern Munich ကိုသူတို့ရှုံးထားတဲ့နောက်ပိုင်းမှာ Champions League မှာအဆင်ပြေဖို့လို့ဒါသူတို့2-4ဆိုတဲ့ရလနဲ့ကျွန်တော်တို့အနိုင်ရတယ်။ဒါရှေ့မှာပွဲကြိုးပွဲပြီးသုံးသပ်ချက်တွေပြောခဲ့လို့ပဲ Manchester City ကလည်းအဝေးကမှာ2-0နဲ့နိုင်တယ်။ Arsenal ကလည်း League ကိုမရှိနေကျွန်တော်တို့ Atletico Madrid ကိုကျွန်တော်နိုင်နေပေါ့လေ။ Vitor Jokeres က2ဂိုးသွင်းနေ၊ Martinelli 2ဂိုးသွင်းနေ၊ Gabriel က2ဂိုးသွင်းနေ။လေးဂိုးပြည့်နဲ့ကျွန်တော်နိုင်ပြီးတော့ Arsenal ဟာ statement performance မျိုးကိုကျွန်တော်ပြခဲ့တာ။ဒါကတော့ကျွန်တော်ဒီညကစားသွားခဲ့တဲ့ Champions League ပွဲစဉ်တွေပါ။ ဒီပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်